ညီမနှစ်ယောက်လုံးကိုတပြိုင်တည်းလက်ထပ်ထားနိုင်တဲ့အပြင်ရွှေသမီးနဲ့ပါရှင်းအောင်လှည့်ပြလိုက်တဲ့မိထီလာတာအလှူတိုင်းကကြီးဟမ်မမဘယ်လိုစားနိုင်လဲအချစ်ကိုတော့ဦးမြမစားနိုင်ဘူးတယောက်ထဲပဲချရမယ်ဆိုတဲ့မမတွေကိုတကွက်ပြသွားသူကတော့မိထီလာမျိုးနဲ့ကံအောင်ကြီးရွာကဦးနေလျောင်ပဲဖြစ်ပါတယ်ဦးနေလျောင်ကမန္တလေးမှာစီဝိုင်းလုပ်ငန်းတွေကိုပိုင်ဆိုင်ထားပြီးဇာတိဖြစ်တဲ့မိထီလာမျိုးနဲ့ကံအောင်ကြီးရွာမှာရှင်မျိုးအလှူတော်မင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်ဦးနေလျောင်ကညီမအရင်နှစ်ယောက်ကိုတပြိုင်တည်းချေယူထားတာဖြစ်ပြီးညီမနှစ်ယောက်ကမွေးလာတဲ့သားသမီးတွေကိုရှင်မျိုးနားသာပေးတဲ့အလှူပွဲကိုကျင်းပတာပါ Congratulations ုံးရဲ့နှစ်ခုစီမှာလည်းအမျိုးသမီးနှစ်အောင်ရဲ့နာမည်ပါဝင်သလိုဖိတ်စာနဲ့ရတောင်တွေမှာလည်းနှစ်အောင်စလုံးရဲ့နာမည်ကိုထည့်ထားပါတယ်။အလိုအကျွဲနဲ့တခြင်းဖို့မို့အတွက်တေးဆရာနဲ့အစိုးရကိုလည်းတည်တံ့အပ်ထားသေးတာပါ။အဲ့ဒါကြောင့်တေးဆရာကတော့အလိုရှင်ဥနေလျောင်းနဲ့အမျိုးသမီးနှစ်အောင်နာမည်တွေကိုထည့်သွင်းရေးသားပေးခဲ့ပါတယ်။ဦးနေလျောင်းကရာကိုပြန်လာပြီးအလူလောက်ကြားကတော့ဒီနေ့နဲ့ဆိုရင်၃နှစ်ဆက်တိုင်ရှိသွားပြီဖြစ်ပြီးတရားလုံးကိုမိကိုတိတ်ကြုံမှုခဲ့တာဖြစ်ပါတယ်။ဦးနေလျောင်းကညီမရင်းနှစ်ယောက်ကိုလက်ထပ်ထားတယ်ဆိုပေမဲ့ရှင်းအောင်လက်ရခါမှာတော့ရွှေသမီးနဲ့ပဲရှင်းအောင်လှည့်ခဲ့ပါတယ်။ဟော ရှင်နောင်တဲ့ဘောအတွက်ရွှေသမီးကိုအနည်းငယ်ခြေထားတဲ့တန်းနဲ့ပေးထားခဲ့တာကြောင့်ရွှေသမီးကဥနေလေးအောင်လက်ကိုချိန်ပြီးတော့ရှင်နောင်ခဲ့ပါတယ်။မြို့သမီးနဲ့ကိုယူထားနိုင်တဲ့အပြင်မြို့သမီးကပါသူ့လက်ကိုချိန်ပြီးရှင်နောင်နေနိုင်တာကြောင့်ဥနေလေးအောင်ကတော့ပြောနေပါတယ်။ ဦးနေလျောင်ကသူကိုယ်တိုင်ကလည်းရွှေသမီးနဲ့အလူလဲလို့သူ့ရဲ့ဇနီးတဲ့အတွေ့လဲမင်းဖုံးမြတ်နဲ့ရှင်မွေးလာတို့ကိုမှာပေးထားပါတယ်။ဒါကြောင့်မြို့သမီးနှစ်ယောက်ကတော့မင်းသားတို့ရဲ့လက်ကိုကိုယ်စီချိတ်ပြီးရှင်းလောင်းလှည့်ကြပါတော့တယ်။ဒါတည်းမခသေးပါဘူး။ဦးနေလျောင်ကပေါပေါကျဲဖို့အတွက်ကမဆောင်းဖို့ကငှားထားသေးတာပါနော်။စီမံခန့်ခွဲမှုကောင်းတဲ့ဦးနေလျောင်ကတော့အရာအလုံးတောင်းဆိုနေတဲ့ပြင်ဒီအလူအကြောင်းကတော့လူတင်များသွားခဲ့ပါတော့တယ်။ဦးနေလျောင်ကညီမနှစ်ယောက်လုံးကိုလည်းထက်ထားပြီးတပြိုင်နက်တည်းပေါင်းသိနေသူပါရှင်။ညီမနှစ်ယောက်ကမွေးထားတဲ့ကလေးလေးကလည်းအသက်မတိမ်မီနေဖြစ်နေကြတာကြောင့်အားလုံးကိုရှင်းပြပေးလိုက်ပါတော့တယ်။ညီမနှစ်ယောက်ကိုယူထားပြီးတဲ့နောက်တင်းတင်းကြပ်ကြပ်နဲ့ထားနိုင်သလိုရှင်းအောင်လဲဖို့မင်းသားတွေပါငှားပေးနိုင်သူပါ။ဒီလောက်ထိချစ်တတ်တဲ့ဦးနေလျောင်က တော့တစ်နှစ်ကြာမှအချစ်တက်ဆုံးယောက်ျားလေးတယောက်အပေါင်းဖြစ်သွားပါပြီ။ညီမနှစ်ယောက်ကလည်းအရင်ချစ်ကြပြီးဦးလေးလေးအောင်စကားကိုနားထောင်ကြပါလိမ့်။ဟယ်လို။ဒါကြောင့်ကလည်းနားရမတွေ့ပဲနှစ်မျိုးဆိုအတူတူနေလာကြတာပါ။ဦးလေးလေးအောင်ကိုတော့အမျိုးသားတူကြီးကအောင်နေကြပြီးပစိုးစအောင်လေးရှင်ပေးပါအောင်ဆိုပြီးတော့လဲစားနောင်နေကြပါလိမ့်။ဟယ်လို။ဒီနေ့မှာငွေရတဲ့နှစ်တွေတုန်းကတော့ညီမနှစ်ယောက်နဲ့တပြိုင်နက်တည်းရှင်းလောင်းလှိုက်ခဲ့တာပါဒီနေ့မှာတော့တခြားအလူတွေကလည်းတယောက်ဆောင်နေတဲ့အတူရှင်းလောင်းလှိုက်ကြတာကြောင့်ဦးနေလေးအောင်ကလည်းအကြမ်းမခံလိုက်လုပ်ခဲ့ပါတယ် သူရဲ့အလူမှာစင်းနေနဲ့လှဲတာဖြစ်ပြီးအလူအတွက်သိန်းထောင်ချီအကုန်ကျခံထားတာဖြစ်ပါတယ်။မိဘနှစ်ပေါင်းတက်ရှိထင်ရှားရှိပေမဲ့လည်းတယောက်ဆောင်နေကိုငှားပြီးရှင်းအောင်လှဲတာကိုတော့တချို့တွေကသဘောမချကြပါဘူးရှင်။ရှင်ပြုအလူပွဲဆိုတာကသာသနာအမွေကိုဆက်ခံတဲ့ပွဲဖြစ်ပေမဲ့ရှင်ပြုပွဲကနေပိုင်ဆိုင်မှုတွေကိုကြွားချင်တာကြောင့်တယောက်ဆောင်နေနဲ့ရှင်းအောင်လှဲတဲ့ရင်ကျေးမှုပါဖြစ်လာခဲ့ပါတယ်။တယောက်ဆောင်နေကိုငှားပြီးတော့ရှင်းအောင်လှဲတာကပကဒနာတွေဖြစ်တဲ့အပြင်ရှင်ပြုပွဲရဲ့အနှစ်သာရမဟုတ်ကြောင်းထောက်ပြနေကြပါတယ်။ဒါပေမဲ့ဦးနေလျောင်ကတော့ညီမနှစ်ယောက်စလုံးကိုတကယ်နဲ့ချက်လက်ထက်ထားနိုင်တဲ့အပြင်ရွှေသမီးနဲ့ပါရှင်းအောင်နဲ့နိုင်တဲ့ထေကျော်ကချမ်းသာသူဖြစ်ပါလိမ့်ရှင်။ ိုတိုင်းကလည်းရွှေသမီးနဲ့အလူလဲသလိုအမျိုးသမီးတွေကိုလည်းမင်းသားတွေနဲ့ရှင်းအောင်လက်ခိုင်းတဲ့ဦးနေလေးအောင်ပေါ့ပြည့်ပြည့်ကြီးအမြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်